လမ်းခွဲရခြင်းဆိုတဲ့လမ်းစုံမှာမလွှဲမချောင်သာရပ်နေကြတဲ့အခါခဏတော့ငိုပါပြို့ပါအတိတ်ကမှတ်တရတွေကိုမေ့မရတဲ့ခဏမှာကြေကွဲပစ်လိုက်ပါဒါပေမဲ့လေစိတ်ကိုအဆုံးအထိလွတ်မပေးလိုက်နဲ့ပြို့လဲကြေကွဲခံစားပစ်လိုက်ဆိုတာစိတ်ပြည့်စည်မှုတွေကိုဖြည့်လျှော့ပစ်ဖို့တော်တဲ့ရုံအချိန်ကန့်သက်လေးနဲ့ပဲခဏလေးခံစားခိုင်းတာတန်ရောစင်းနဲ့အနေထိုင်သွားမဲ့အချိန်ကာလလေးတစ်ခုကိုပြောတာဘဝမှာဘယ်အရာကများကိုပိုင်တာရှိလို့လဲ ပစ္စုပန်ကိုတဲ့တဲ့တွေးတဲ့တဲ့မြင်အောင်ကြည့်ကောင်းခဲ့တာဖြစ်ဖြစ်ဆိုးခဲ့တာဖြစ်ဖြစ်ချစ်ခဲ့မှုတာပဲဖြစ်ဖြစ်အတိတ်ကအရာမှန်သမျှအတိတ်ပဲပြင်လို့မရတော့ဘူးအချိန်တွေကိုနောက်ပြန်ဆုပ်ပြီးပျော်ရွှင်ကြည်ညိုခဲ့ဖို့ကြားတဲ့အချိန်တွေကိုရပ်တန့်ထားခြင်းလည်းမရတော့ဘူးနေဝင်သွားမှာကိုတားမရသလိုနေထွက်လာမှာကိုလည်းတားမရဘူးဒီလိုပဲပြောင်းလဲသွားတဲ့သူကိုလည်းတားမရဘူးကိုယ်နာမပြောတဲ့သူကိုလက်လွတ်မပေးနိုင်ခဲ့ရင် ကိုရောသူပါပြင်ပန်းရတယ်။ရင်ဆက်ရှိတဲ့လောက်ဆုံးခဲ့တယ်။ရင်ဆက်ကုန်ရင်လမ်းခွဲရမှာပဲပေါ့။လူတိုင်းကြုံကြရပါတယ်။ဒူးစမ်းမအောင်။ဒီတော့လေအစာရှင်အဆုံးဆိုတာရှိမှာပဲ။အဆုံးသတ်တိုင်းမှာလည်းတဲ့တပံပြန်စားခွင်းဆိုတာရှိတယ်။လမ်းခွဲဆိုတဲ့နေရာကိုရောက်တိုင်းကိုကဘဝအတက်ကိုတပံပြန်စားခွင်းရှိရဲ့စက်မှတ်တစ်ခုမှရောက်နေတာ။လမ်းအဆုံးကိုရောက်နေတာမဟုတ်ဘူး။လမ်းအတက်တစ်ခုရဲ့အဆအကိုရောက်လာတာလို့တွေးကြည့်လိုက် မတူတဲ့လမ်းကိုလျှောက်တဲ့အခါမမြင်ဘူးသေးတဲ့မြင်ကွင်းတွေရှုခင်းတွေကိုမြင်ရလိမ့်မယ်။မကြုံရဘူးသေးတဲ့အတွေ့အကြုံတွေကိုရလိမ့်မယ်။မဆုံရဘူးသေးတဲ့လူတွေကိုဆုံရလိမ့်မယ်။ဘလောက်တောင်ကောင်းတဲ့အတွေ့အကြုံတွေလဲဆိုတာတွေ့ကြည့်ရုံနဲ့ဉာဏ်နဲ့ဆရာကောင်းနေပြီမဟုတ်လား။ဒါကြောင့်လေမိုးလို့ဝရင်ပြန်ထားပါ။လမ်းခွဲဆိုတာလမ်းအဆုံးမဟုတ်ဘူးနော်။ဒီစာလေးကိုတော့ရွှေရဲစာအုပ်တစ်ဖြစ်တဲ့ Mastering Your Life ဆိုတဲ့စာအုပ်လေးတွေက relationship ဆိုင်ရာဒုတိယပိုင်းလေးမှာထည့်ပေးထားတဲ့စာပိုင်းလေးဖြစ်ပါတယ်။